သေးပြီးနောက်လူဆိုင်နေဟဲရိုကစူဇန်ကအဆဆရရကူညီကြ၏။စုမပြင်းရအောင်အဖို့ပြု၏။ငါတခုခုလုံးဝဖြစ်မယ်။လက်တွေနဲ့တခုခုလုံးဝဖြစ်မယ်။ဒါမှမဟုတ်ရင်ငါတကယ်ကိုယူသွားလိမ့်မယ်။ဆူဇန်ဒီညာဘက်များတွင်သူ့အိမ်နောက်တွင်ရှိစပားကြည့်တဲ့တွင်အလိုဆန္ဒအတိုင်းရှုပ်ယုပ်များကိုလှုပ်လီတော့သည် စာဖတ်ခြင်းစံညာတီးခြင်းဖြင့်မတ်ကိုဆုံးရှုံးရပြီဟူသောသူ၏အသည့်ကိုဖြည့်၏မေရီကသူ့ထံသို့အဖို့ဖြစ်လာနေခရစ်စမတ်နေ့တွင်မိုက်ကယ်ရောက်လာလေသည်ခရစ်စမတ်ပွဲတော်အတွက် ကျွန်တော်တို့နယ်ဘက်ကိုဆင်းလာတာကိုင်ခမရရဲ့မိဖို့ဘေးကိုလာပြရစီဩခမရပါလုံနေတယ်ဆိုတာလည်းပြောဝမ်းနေစရာတော့မပြောကြပါနဲ့ကျွန်တော်အားလုံးသိပြီမိုက်ကယ်ကလန်ဆန်နုပြိုလေးအပင်ရှိသေးသည် ဒေးဗစ်နဲ့တာမဟိုတနေ့ကဘယ်ရီမှာတွေ့ခဲ့သေးတယ်ခမရကိုသူမျောနေတယ်ဗျဆူဇန်ကပြုံးရည်နေခိုင်မိုက်ကယ်ကပကြီးဆွဲရန်အတွက်သူရောက်ခဲ့သည့်နေမြအကြောင်းကိုပြောလေသည်ကွန်စတန်တီနိုပယ်မြို့အိန္ဒိယပြည်မှာဟိမွေသာတောင်များတရုတ်ပြည်မှာမြားကဲ့သို့သေးသွဲ့သောမိမများစင်ပြူရုပ်မြင်မြင်လေးကဲ့သို့သောခင်မီမိမများထိုခိုက် မေရီရောက်လာသဖြင့်ဆူဇန်ကမေရီနဲ့မိုက်ကယ်ကိုမိတ်ဆက်ပေးလေသည်။ဂျက်နဲ့ငယ်တွင်မှပင်မေရီနဲ့မိုက်ကယ်တို့သည်အံ့ဩဖွယ်ကောင်းလာအောင်ချစ်ကြိုးသွယ်မိကြလေသည်။မိုက်ကယ်ကမေရီနဲ့လက်ထပ်ပြီးလျင်မေရီဤပုံမူသာအမြဲတမ်းစွဲနေမည်ဟုဆိုသည်။သို့တော်မေရီကမူမိုက်ကယ်နဲ့လက်မထနိုင်သေးပဲနယူးယောက်ကိုသာသွားမည်ဟုဆိုခဲ့သည်။ညီတို့ကိုမချစ်ဘူးလား?ဟုဆူဇန်ကမေးမိသည်။ ချစ်တော်ချစ်ပါတယ်ဒါပေမဲ့ရှင်းရှင်းပဲကျမကလက်မထက်ချင်သေးဘူးညီမနေတယ်ညီဝမ်းနေရလိမ့်မယ်ဘာဖြစ်လို့ဒါဟာဘဝပဲညီဘဝကိုညင်းဆန်ပြီးတော့ဖြင့်အသက်ရှင်မနေတာဒီအိမ်မှာဘဝရဲ့လို့တိတ်မရှိပါကလားဒီလိုတက်တက်တည်းနေတဲ့နေရာကနေပြီးတော့ဘဝဆိုတာမမမသိသေးပါဘူးလေငါမှာမက်ရှိခဲ့တယ်လေ ငါမှကလေးတွေရှိသေးတယ်။ဘာဖြစ်လို့မိမတွေကယောက်ျားတစ်ယောက်နဲ့ကလေးတစ်ယောက်ကိုဘဝတဘဝလုံးလို့ထင်ကြလဲမသိပါဘူး။အဲ့ဒါဟာမြေကြီးပဲ။မြေကြီးကမှဘဝပေါက်ဖွာလာတယ်။လက်ထက်ချင်းကိုညီးလက်မခံရင်ဘယ်တော့မှညီးရဲ့အမြင့်ကျော်တွေကိုနက်နက်လင်းလင်းစိုက်နိုင်မယ်မဟုတ်ဘူးမေရီ။ဆူဇန်ဒီဆိုလိုသောအကြောင်းကိုမပြောပြတတ် သို့တော့သူတိတိမှာ Mac TV ဖြစ်တော်လဲသူပေးသည့်အရာများကိုတော့တည်ခြင်းတရားသည်ယူဆောင်မသွားနိုင်ဆိုခြင်းပေတည်းကျမကအမြင့်ကျော်တွေကိုလည်းနက်နက်နဲနဲမဆိုင်ချင်ပါဘူးအိမ်တိမ်ထဲကိုနောက်ညိုတဲပြီးတော့ရင်ဖြစ်ဘယ်နေရာမှမပေါက်ဖွားချင်ပါဘူးဒီလိုပြောနေလို့အကြောင်းမထူးပါဘူးကျမတို့ဘယ်တော့မှဆိုဘာကိုမှတမျိုးရင်းမြင်မှာမဟုတ်ဘူးမမကတော့စွန့်ရင်နဲ့တည်ကြပြီးသားပေါ့ဒီမျိုးလေးကိုလည်းလေးလေးနက်နက်စိတ်ထဲမှာထားတယ် အမြဲတမ်းသိနေရတဲ့မိမာတွေနဲ့လည်းပေါင်းနေနိုင်တယ်။မမကိုမမအတုံးမချရဘူး။မတ်ဆိုတာလည်းတော့ပါရဲ့။မမရဲ့တဝက်နဲ့တောင်းမတန်ဘူး။သူ့ကိုမပြောပါနဲ့။သူ့အကြောင်းလည်းကျမမပြောချင်ပါဘူး။တကယ်ဆိုတော့မမဟာကျမကိုပုံစံပြတော်တာပါပဲ။မမတောင်းခဲ့တဲ့စုတွေကိုလှုပ်ပြခဲ့တယ်။မမကိုအလုံးပဲပြီးဒီမှာနေတယ်။တကယ်တော့မမဟာအပြင်းထွက်ပြီးခီးသွား လူတွေနဲ့တွေ့အဆက်အသွယ်လုပ်ဖို့ကောင်းပါတယ်။အခုတော့ဘယ်ကောင်မှမမရောက်ဖို့မှမဟုတ်ဘူး။မမကိုဘယ်သူကမှလည်းမသိဘူး။ကျမကလားမမရဲ့ဆူတာမျိုးတဝက်လောက်ကောင်းခဲ့ရင်မမရဲ့အရှိမိုင်းပေါင်းများစွာတောင်ကြုံနိုင်နေတယ်။မမသာမမက်ကိုနှစ်ထပ်ကလေးတွေမွေးပြီးတာမန်မိန်းမတွေလိုအိမ်အတွက်အချိန်ဖြုံးနေတယ်။အခုနေရာအထက်ချစ်ရဲ့မိုင်းပေါင်းများစွာတောင်မှကျမကြုံနိုင်နေတယ်။ ငါကတော့အားလုံးကိုရအောင်ယူမယ်ညီလို့တလို့ငါကိုငါမချိုးလိုက်နိုင်ဘူးငါဟာကလေးတွေလည်းရရမယ်ဘဝဟာငါကိုဘောသွန်းချလာတာကိုလည်းငါခံစားမယ်မိုးရွာတလို့အပေါ်ရန်ကလေးမဟုတ်ဘူးအော်အော်မိုက်ကယ်လေးတနာစရာမိုက်ကယ်နဲ့ကျမကတော့ဒီတိုင်းဆက်သွားမှာပဲအခုခေတ်မှာဘယ်မင်းကလေးမှယောက်ျားလေးတယောက်ကိုလုံးလုံးကြီးမငင်းဆန်ဘူးကျမဆိုလိုတာကအဲ့ဒီလူကယွန်းစရာကောင်းတဲ့လူမဟုတ်ဘူးဆိုရင်ပေါ့ မိုက်ကယ်ကတော့တကယ်ကိုချူများတဲ့သူပါပဲတနည်းအားဖြင့်တော့သူ့ကိုကျွန်မအလိုရှိပါတယ်မေရီဘာလဲမိုက်ကယ်ကငါသတိပေးရလိမ့်မယ်မေရီကပြုံးကကျွန်မတို့ရံမဖြစ်ခင်ကိုနိုင်လိုက်ပြစီတော့ဟုပြော၏ဆူဇန်လေးတနာစရာပဲစုလေအရင်တော့အသိမနာလို့ဖြစ်ခဲ့ဘူးတယ်မမကကျွန်မထက်ပိုပြီးချစ်စရာကောင်းတယ် ဘာဘုံမစို့ကျမထဲအစတရားဘူးပြီးကောင်းအောင်လုပ်တတ်တယ်။အခုတော့ကျမလေးနည်းနည်းမှမနာလို့မဖြစ်တော့ဘူး။နောက်ဆုံးတော့လေကျမဟာကျမပဲဖြစ်ရမှာပေါ့။ကျမဘာလို့ကျင်လဲဆိုတာကျမသိတယ်။ကျမကတော့အသက်ရှင်နေတယ်။မမကတော့တည်ပြီ။မေရီဒီဓမြောင်ကဲ့သို့ထမြက်သောစကလုံးများပြောရင်အိမ်မော်တို့တက်ခဲ့လေ၏။စူဇန်၏ဘဝတွင်ငါသာကိုလှုပ်လိုက်ရင်မက်ကူထိခိုက်သွားမှလား။ ဟူသောအတွင်မျိုးပေါ်လာစရာ မရှိတော့ဘူးဖြစ်ကြောင်းကိုသိရသောအခါတွင်သူသည်စိတ်ပေါ်ပါသလိုဖြစ်သွားကဟာဖရက်အထိမ်းမက်အတွက်အယုတ်ကိုတွန်းလုံးမိလေသည်ထိုအယုတ်ကိုလုံနေခိုင်းမိုက်ကယ်ရောက်လာလေသည်ခီးထွက်တော့မည်ဖြစ်သည်ဖြင့်လာ၍နှုတ်ဆက်ခြင်းပင်မိုက်ကယ်ကသူတခါကအယုတ်ထုခဲ့ရသည့်ဂလီငယ်မဟုတ်တော့ဘူးထို့နောက်ဆူဇန်သည်ပဲရစ်သို့သွားရန်ဆုံးဖြတ်လိုက်လေသည်ကိုင်းဆူဇန်ကေလော နောက်ဆုံးကြတော့မင်းရောက်လာပြီอืมကလေးတွေလည်းတပြုံနီးနေပါလားပဲရီတို့ရောက်လေရောက်ချင်းဒေးဗစ်ပါနေကစီဂျိုလီသည်ထို့နောက်သူအသင်းရှာလာတော့အိတ်ခန်းငယ်သို့ပို့ဆောင်လီသည်ဆူဆန်ဒီပဲရစ်တွင်နေထိုင်ရန်ဒရက်အိမ်တအိမ်ကိုရှာဖွေငှားရမ်း၍နေလေ၏။သူနေရာမှာတနေ့တွင်ကြာဝေထုဆရာကြီးတယောက်ထံသို့ဒေးဗစ်ပါနေ၏ညွှန်ကြားချက်အတိုင်းသွားကကြာဝေထုပညာကိုသင်လေသည် ဆရာကပထမအဆုံးလက်မှုပညာသည်ဖြစ်ရမယ်ပြီးတော့မှအနုပညာသည်ဖြစ်ရမယ်ဒါပေမဲ့အနုပညာသည်လုံးလုံးမဖြစ်ခြင်းလည်းမဖြစ်ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒါဟာမိအတွင်းမှာရှိတဲ့အရာပေါ်မှာတည်တယ်လူတယောက်ဟာအမှုပညာသည်တယောက်အဖြစ်ကို လုံယူလို့ဖြစ်လာတာမဟုတ်ဘူးသူ့ငကိုကအမှုပညာသည်ဖြစ်ခြင်းဖြစ်မယ်မဖြစ်ခြင်းမဖြစ်ဘူးဒါရီအားလုံးဟာဝိညာဉ်ကိုတိုင်းထွာခြင်းများတာဖြစ်တယ် ကြီးမားတဲ့ဝိညာဉ်နဲ့နည်းနည်းတက်နိုင်မှုဟာကြီးမားတဲ့တက်နိုင်မှုနဲ့သိငယ်တဲ့ဝိညာဉ်ထက်အများကြီးသာသေးတယ်။တက်နိုင်မှုရောဝိညာဉ်ရောနှစ်ခုစလုံးကြီးမားနေတာကိုတွေ့ရရင်တော့ကွာ။ Ừm တခါခါငါတွေ့ပါတယ်။ဟုတ်ပြောလိမ့်သည်။စူဇန်ဒီဤအချိန်၌ဘာကိုမှမေးစရာမလိုသေးဟုယူဆကဘာတခွန်းမှမမေးဘဲလှုပ်ရှားရှိသည်ကိုသာလှုပ်ခဲ့လိမ့်၏။ ဆရာထံတွင်အလုတ်တင်၍နေဆဲတွင်ပင်ဂျုံလေးမှចောင်းသွားချိန်သို့ရောက်လာရာဂျုံကိုចောင်းထားရလေသည်ထို့နောက်စူဇန်သည် သူ့ဘာသာသူအလုတ်လုံနိုင်ရန်အတွက်အခန်းငယ်တစ်ခုလိုချင်နေခဒေးဗစ်ပါနေလဲအမေရိကသို့သွားမည်ဖြစ်သည်ဖြင့်ဒေးဗစ်ပါနေ၏အလုတ်ခန်းကိုပင်သူဆက်ခံရလေသည်ကျေဥစွာစူဇန်သည်လက်ငင်းငွေရနိုင်မီကလေးကစားစရာအယုံများထုလုပ်လေသည် လုံရသည့်အလုံမှာကစားစရာရုပ်လေးများဖြစ်တော်လဲကိုပိုင်အလုံဖြစ်သောကြောင့်ပျော်ရွှင်စွာဖြင့်တခြင်းဆူမိခဲ့လေသည်။အိုးအဲ့ရာဟာလီငါရဲ့ကုံချက်တည်းဖြစ်ရမှာပါလီ။သူ့ရုပ်ကလေးများကိုစိုင်းသူတင်သောအခါချက်ချင်းပြင် ကုန်သွားလေသည်။ကြောက်ရွံ့ထူစရာကြီးထံသို့ရောက်သွားပြီးကြောက်တော်များထူပွင့်ပြူရန်တောင်းပန်လေသည်။ဆရာကြီးကကြောက်တော်များပျက်စီးသွားမည်ကိုစိုးရိမ်၍တားတော်လဲ စူဇန်ကအတင်းအဓမ္မကြောက်တုံးမှုထုလီသည် သူ့ဆရာလုံးကြီးကြောက်ရုပ်ကို သူကအံ့ဩဖွယ်ကောင်းလူမြတ်ထုထွင်းပြလိုက်ပြီး အခငွေအစာကြောက်တုံးတုံးတောင်းသောအခါဆရာကမင်းဘာဖြစ်လို့မိမဖြစ်နေတယ်လဲကွာဟောဒီငါ့ကိုမိမတယောက်ကဒီစကားမျိုးပြောရတယ် ဖျားသခင်ကအခုခေတ်မှာဘာမှဂယုတစိုက်မရှိတော့ဘဲသူ့ရဲ့စုတွေကိုရောက်ချင်ရရောက်လွတ်ပြစ်တာပဲလို့ဒေးဗစ်ပါနေပြောတာအမှန်လားတပြန်ဟုတ်ပြောရလေသည်ထိုနေ့တွင်မင်းအမေရိကမှာဒေးဗစ်ပါနေကလွတ်လိုက်တော့ Blake Kenneth ဆိုသူနဲ့တွေ့ရလေသည် Blake ကစူဇန်နဲ့အတူကြောက်တုံးလာရွေးချက်ရင်ဒေးဗစ်ပါနေကတော့ခမရအောင်တိတ်ပြောတာပဲဟုတ်ပြောလေသည် သူကခမ ्या ကိုကြီးကျယ်တဲ့ပါရမီရှင်ပဲလို့ထင်ရောက်နေတယ်။ကျမကဘာလဲဆိုတာကျမဘာသာမသိသေးဘူး။ဘယ်သူမှလည်းသိမယ်လို့မထင်ပါဘူး။ကျွန်တော်လည်းမထင်ပါဘူး။ဘလိတ်ကကြောက်ရွံ့ထူရရင်စံတစ်သူဖြစ်နေသည်။တမီယိုးကြငကိုပုံမှန်သမားမဟုတ်ပေ။သူဒီစူဇာစံတစ်သောအတွင်များကိုပြောပြရသည်။ နေစဉ်ပေါမုန်နေနွားနှုတ်ကသာတောက်၍နက်နက်ပိုင်းတွင်ကြောက်ထူဆရာကြီးထံသို့ရောက်လာသောစုစံအားသူကနက်နက်စာကြွေးလေသည်နေလေကြတော့ခမရပါလုံးနေလေဒီဘက်ပါနေအလုံသွားလုတဲ့ခံကိုကျမငားထားတယ်ကျွန်တော်တခါတလေမလာရဘူးလားသူရုပ်တုတွေကြည့်ကြည့်လို့ပါသူကတော့ကြည့်နိုင်တယ်လို့ပြောထားတာပဲရှင်မလာရဘူးလို့ပြောခွင့်မရှိဘူးထင်ပါတယ်ဟုတ် ဆူဇန်ကဖြင်းင်းစွာပြောပြီးမှဟွန်းဟွန်းစိတ်မရှိပါနဲ့နော်မလာပါနဲ့ဟုလီမန်စွာပြောလိမ့်နနခင်များ၌ကြောက်ရွံ့သူကြီးကိုထုနေသောအခါတွင်ဆူဆန်သည်ဘလိတ်အားအနာဂရီမရှိစေခြင်းပင်။သွားဆွဲမှဘလိတ်ရဲ့ဟုအော်ဟစ်တောင်းပန်တယ်။ကျမအလုံးလုံးနေတော့ဝေးဝေးသွားနေစမ်းမှာ ုကျွန်တော်သွားရမယ်ဆိုရင်ဒီနေ့နဲ့လဲကြရင်လာခဲ့ဖို့ခွင့်ပေးမလားကျမရဲ့လုပ်ကူတာမပြတ်ဘူးဆိုရင်ဖမ်းလို့လို့နေ့လယ်ဘက်တွင်စူဇန်ဒီငွေရရန်အတွက်ကလေးကစားစရာအယုံများလုံးရပြီ။ဘလိရောက်လာတော့ခန္ဓာ၏ဘလိကသူ့လှုပ်ထားသည့်ရုပ်တစ်ခုကိုရောင်းရန်ပြောလိမ့်။ရှင်းဆိုင်မှာတော့ဝယ်ပါလား။ဆိုင်မှာတော့ဝယ်တော့ရောင်းကပူပေးရတာပေါ့။ ရှင်ကျမကိုထောက်ပံ့ခြင်းလို့ဝယ်တာလားဆိုတာကျမဘယ်သိနိုင်မလဲခမည်းတော်လွတ်လပ်တဲ့မိမတွေကိုတိတ်မုန်းတာပဲကျမသိတယ်ယောက်ျားတိုင်းမုန်းကြတာပဲမဟုတ်လားဒါပေမဲ့ကျမမတတ်နိုင်ဘူးကျမဒီလိုပဲမွေးခဲ့တယ်ဘလိတ်ကစူဆန်ရဲ့လက်ကိုဆုပ်ကမ်းတာဒီမာချီဆန်ဟုဆိုလေရစူဆန်ကစွယုံလီမဟုတ်သေးဘူးလေကျွန်တော်ခမည်းတော်မလွတ်နိုင်ဘူး ဘယ်တော့မှသူခမရတယောက်ထွေးချီပဲသွားလက်တယ်ကျွန်တော်ခမရကိုစကားပြောနေတော့မှတော့ခမရတယောက်ထွေးတနေရာကိုတိတ်တိတ်ကလေးထွက်သွားတယ်ကျွန်တော်ခမရကိုအသက်ရှင်အောင်လုပ်ပေးမလို့စူဇန်ဒီပလေးဤသွယ်လျက်တဲမှသောမျက်နှာကိုငုံကြည့်လိုက်ရင်မေရီပြောခဲ့သောစကားကိုတတိယမိလိကျမတော့အသက်ရှင်နေတယ်မမကတော့သိပြီစူဇန်ဤအိမ်ဒီ ထိုစဉ်ကမိုက်ကင်နှင့်မေရီတို့ကြားရှိစမ်းကြဲသောအပူချိန်ပြင်းသည့်အချစ်ဖြင့်အပြည့်ရှိခဲ့ဘူးမိုက်ကယ်ကိုလမ်းထပ်နိုင်သောမေရီအချစ်မှာဘလူးအချစ်မျိုးလဲမင်းကိုတိတ်လာတယ်လို့များဘသူမှမပြောဘူးလားဆူဆန်မင်းစပင်လေးဟာတစ်ကဘာလုံးမှအလှဆုံးဆိုတာတွေလေတခါတလေမှောင်ပြီးတခါတလေရွှေရောင်တောက်နေတဲ့အတွက်ကြောင့်ဘာမှန်းနာမလဲနိုင်တဲ့အကြောင်းမျိုးဆိုတာဘသူမှမပြောဘူးလား ဒီလိုညူမောင်နဲ့မျက်လုံးတွေနဲ့ဒီလိုသပင်မျိုးကိုဆက်လိုက်တာတကယ်ပြင်ဆလက်နေပါပဲဆိုတာဘသူကမှမပြောဘူးလားမျက်လုံးလေးများကတော့မင်းဟာမိမတယောက်ဖြစ်တဲ့အခါမှာရှေ့ယုံနဲ့ဟန်ရှိပြီးကလေးတယောက်ဖြစ်နေအင်မတန်ရဲဝင်းနဲ့ဟန်ရှိတယ်ဆိုတာကောမပြောဘူးလားမင်းရဲ့အကြောင်းကိုနည်းနည်းပဲဖြစ်ဖြစ်ဘယ်ကမှမပြောဘူးလားဆူဆန်း ကျမမလို့ချင်ဘူးဘာမလို့ချင်တာလဲကျမကြောက်တုံးလေးကထွက်လာဖို့မလို့ချင်ဘူးစူဇန်ဒီကျေလောင်စွာပြောကလက်များကိုဆောင်ယူပြီးခုံထကအလုတ်ခန်းတွေမှာပြေးထွက်သွားလေသည်ကိုအင်းကြီးမပါအုတ်ထုံမပါပဲအိမ်သူတန်း၍ပြန်လေသည်လူတွေကသူ့ကိုပြူပြူပြဲနေကြည့်ကြ၏သူကတော့ထိုသူများကိုမမြင်ရချင် ပလိတ်ဒီသူ့ဟာချစ်စကန်းဖွင့်နေခြင်းပြီလောစူဇန်ကတော့လူမရှိပလိတ်နဲ့လည်းဘယ်တော့မှမတွေ့လို့တော့အိမ်တို့ပြန်ကဂျွန်မာဇီယာနဲ့ဂျိန်းတို့နဲ့တော့တွေ့လို့ဤသူတွင်ပြန်စရာအိမ်ရှိသည်ဘာမှထပ်မလို့ခြင်းတော့အားလုံးရရှိခဲ့သည်ဒီခုခါတွင်တည်ဆုံးသွားသောမတ်မတ်ပါအားလုံးကိုရရှိနေလိမ့်မည်စူဇန်သည်အပေါ်ရက်သို့ပြေးတက်သွားကအခန်းတွင်သူဝင်ဂျိန်းသည်ညစာဆောင်ပွဲကိုပြင်နေသည် ဂျွန်ကဟင်းအမင်းစပင်တွေလည်းဖြူပြဲနေပါလားဟုပြောသည်ကိုအင်းကြီးနဲ့အုတ်ထုတ်ကောင်မမီးဟုဂျင်းကလည်းမေးသည်ငါကအိမ်ပြန်ရတော့မှအသိနောက်ကျနေပြီမှန်းလည်းမသိဘူးဒီတိုင်းပဲပြေးထွက်လာခဲ့တယ်မာစီယာသည်မြင်းမစီညံသောငွေတန်လေးဖြင့်ရီကပကံကိုချလိုက်သည်အမေဟာတဲ့ကြီးစရာကောင်းတာပဲကလေးအတံမှာတနာချင်းတီးခန့်ခြင်းတို့ဖြင့်ပြည့်နေလေသည်အမေလည်းသိပါတယ် နောက်တနေ့၌စူဇန်သည်အလုတ်ခန်းသို့သွားပြီးဒူးထောင်နေသောမိမရုပ်ကိုထုလေ။စူဇန်လုံးလုံးနေခိုက်တွင်ဘလိတ်ရောက်လာလေသည်။စူဇန်ကတော့ဘလိတ်ကိုမကြည့်ဘဲဘလိတ်ရှင်ကလေးပေးထားတယ်မဟုတ်လား။ဟုတ်ပါတယ်ကျွန်တော်ကလူကောင်းမှကျွန်တော်သွားပါတော့မယ်။ဒါပေမဲ့အချစ်ကလေးစူဇန်ကတော့အင်မတန်အောင်စရာကောင်းပါရဲ့။မိမရုပ်ကိုဒူးထောင်နေတာမြင်ရပြီ။ ဖျားမတဲ့ချစ်စရာအယုတ်ကလေးပဲသူမျက်လာကိုမြင်ရတဲ့အထိမဆောင်နိုင်တော့စူဇန်ဒီဝမ်းလေးကသာကျမအလုံးလုံးချင်တယ်ရှင်ဒီမှာရှိနေကျမအလုံးမလုံးနိုင်ဘူးရှင်စကားပြောတာကိုနားထောင်နေမိတယ်ကျမတယောက်ထလူးလူးလတ်လတ်နေချင်တယ်ဟုပြောနေတော့လဲစကားတလုံးမှမထွက်ချင်လက်ရည်လည်းမကြည့်ဗလဲဤတက်ပြင်းချတန်ကြားသည့်အထိစူဇန်ကစောင့်နေ၏အေးဆက်လိုက်တဲ့အသေးနှလုံးရဲ့အော် Susan Susan ဒီနိုင်ငံရခြားရှိဒီမြို့ဝင် Susan သည်ဘလိတ်ထံမှထွက်ပြေးနိုင်သည့်နေရာဟူ၍တနေရာများမရှိ နေ့လယ်တွင်ကလေးများအတွက်အယုံလုံးရလေရာဘလိတ်သည်အမြဲလာယူတွေ့လေသည်သူဝင်လာသည့်အခါ Susan သည်မရက်တန်းသောခါတိုင်းထက်ပိုရင်းပင်မြင်မြန်စွာလှုပ်နေသေးသည် တခါတရံသူထံမှပြေးဖို့ရံမှာစူဇန်ဤထင်အောင်ထင်မှဖြစ်မှုများသာဖြစ်သည်ဟုတွေ့ သူသည်အလွန်တရာမှညွန့်နူးစပွဲအေးချမ်းစွာနေလေသည်စူဇန်၏လက်ဖြားများကိုပင်တခါတရံစုပ်ကိုင်မှုမကြိုးစားချင်းနမလေးစူဇန်ဟုတခါမှမခေါ်ပေဒီဖူဤကိုဘာမှတင်နိုင်မှာမဟုတ်ပါဘူးစူဇန်ကိုအိမ်ပြန်လို့မယ်တန်းတက်လာတဲ့အမေရိကန်ပြည်သည့်အကြောင်းကိုသူဘာမှနားမလည်ဘူးကိုကသူ့အဖို့တိတ်ဆန်းတယ်လို့နေတယ်ရှင့်ကိုမတွားစေချင်ပါဘူးပလေးစူဇန်ဒီစိတ်လိုလဲရဖြစ် မိုင်မီတီအတွက်မိမိကိုကိုမုံမိမနဲ့တောင်းကတော့သွားစီချင်းလိုက်ဒီမှာပြောစရာမရှိပါလကမင်းကိုတရိယာမလားချေနည်းနည်းပေါ့လေအထီးကြီးကြံရခြင်းဒီကောင်းဒီမဟုတ်ပါတော့လူတယောက်ဒီအထီးကြီးကြံသည့်အခါမှာအလုတ်ကောင်းစွာလုပ်သည်အများကြီးတရိယာမှာပြမင်းဟာကိုကိုတိတ်ပြီးတရိယာနေမှာအချေဘာကြောင့်လဲဆိုတော့မင်းဟာကိုကိုချစ်စပြုနေလို့ပေါ့ မဟုတ်ပါဘူးဒါရီအားလုံးကျွန်မတွေ့ဘူးပြီးသားပါမင်းရဲ့တသက်မှာတစ်ခါမှမချစ်ခင်ဘူးပါဘူးဘလိတ်ကမဲ့ဤအကြောင်းကိုအပြောမခံဘဲရည်လီချစ်ဖူးတဲ့အချစ်ဖူးတဲ့မင်းအခုလိုတစ်ခါမှအချစ်နေတယ်မရောက်ခဲ့ပါဘူးမင်းဟာမင်းကိုမင်းမိမရဲ့လို့တောင်မသိရှာဘူးဒါပေမဲ့မင်းဟာမိမပါပဲကွာဘလိတ်ကပြောရင်ပြောရင်စူဇန်ဤမင်းကိုဆွဲမော့စီကလမ်းလေစူဇန်ကမြည်သူများမလို့ရှာချင် မင်းတခါမှအနမ်းမခံခဲ့ရဘူးထင်တယ်။ဆူဇန်ကအပြည့်မပေးချေ။သူ့မျက်လုံးများသည်ကြီးမားဝိုင်းဆွဲ့၍လာကမျက်ရည်များပြည့်ဖြင့်သူ့ကိုကြည့်နေ။ငိုပါနဲ့ကွာမင်းဟာကလေးမလေးတယောက်လိုပါပဲကွယ်။မဖြစ်လို့ငိုတာလည်းအချစ်ရဲ့။ကျမတိတ်ကြတယ်။မင်းကိုကိုလက်ထပ်ရမယ်တိလား။ပလေကဆူဇန်ကိုပွင့်ယူကထထလဲလဲနန်းလေးရာ စူဇန်မှာနှစ်ပေါင်းများစွာကမရည်ဘူးခဲ့တော့ခြင်းမင်းဖြင့်ရည်ရင်အစီရင်းမှမတက်နိုင်တော့ပဲ။ဟူပလေးဖူအော်နေတီထိပင်ဖြစ်လေ။ထွနာသူတို့ဒီညတိုင်းညတိုင်းပဲရီမြို့ကိုလှည့်လေကြလေသည်။တညရင်းစူဇန်ကကလေးတွေပါကျမတို့ခေါ်ခဲ့ရင်စိတ်ဆိုးမှလားဟုမင်းလေမဆိုးပါဘူးဘာဖြစ်လို့ဆိုးရမလဲ။သူတို့ကိုမင်းခေါ်ခြင်းနဲ့ဆိုရင်ပေါ့လေ။ဘလိတ်ကိုပြောမပြတော့လေကလေးတွေမပါတဲ့ပြင်စူဇန်မပြောချင်။ လေတို့ဒီဘလောက်လာဒီကိုဘလိတ်တွေ့မြင်စေဖို့စိတ်အလွန်ထက်သန်နေသည်ကလေတို့ကိုသူဘလောက်ချစ်ခဲ့သည်များကိုသူအားရှင်းပြနေသည်မင်းကလေတွေကိုမရစေရဘူးသီလားစူဆန်းမင်းရဲ့ခန္ဓာကိုယ်ကိုဒီလိုသုံးရတာတသက်ဖြုံးတီးခြင်းပဲမင်းဟာကလေရဖို့ခွင့်မပေးနိုင်ဘူးသီလားအိုးလည်းရဲ့ရှင်းသားမလဲပါဘူးအမှန်ကဒီလိုပဲဟုတ်မလဲကလေးတယောက်ရတဲ့အခါဘလို့ခံစားရတယ်ဆိုတာကျွန်မပြောမပြနိုင်ဘူး အဲ့ဒါဟာကျမရဲ့ခေါင်းရယ်လက်တွေရယ်အလုံးလုံးတောင်မကပဲကျမရဲ့ဒီကိုယ်လုံးအသွေးရောထွက်သက်ဝင်သက်ရောမင်းဟာကိုယ့်ကိုချစ်နေတဲ့တိလန်ဆူစင်မမရဲ့ပလိဒါပေမဲ့လူတွေဟာအချစ်နေတဲ့ရောက်တဲ့အခါသူတို့ကလေးကိုလူချင်းလာကြတယ်ကလေးတွေကိုကိုယ်မလူချင်းပါဘူးပြီးတော့ကိုကတော့မင်းကိုကြောက်စရာကောင်းအောင်ချစ်နေပါတယ်ရှင်းဆန်တဲ့ချစ်သူလေးရယ် ဂျွန်နဲ့မာဇီယာကိုရှင်သိမ့်ချစ်စီခြင်းတာပဲမာဇီယာကမျက်တောင်ကြီးကိုသိမ့်ရှည်တာဂျွန်ကတော့တကယ်ကိုကောင်းတဲ့ကောင်းလေးတယောက်ပါပဲစူဇန်ကစိတ်ပူစွာပြောခဲ့နေသည်သူတို့ကိုမျက်စီထဲမှာမှန်းကြည့်လို့မရပါဘူးမင်းဟာကလေးရီနဲ့မင်းဟာကိုယ့်ကို6ရအောင်ကိုကလေးရီလောက်ထားတာဖြစ်နေတကယ်ပါဘလိတ်ကလေးရီကိုရှင်းချစ်ဖို့ဟာကျမစိတ်ချမ်းသာမှုအတွက်အင်မတန်လိုတဲ့အချက်ပါပဲ။ ဒီလိုဆိုရင်တော့သူတို့ကိုချစ်ပါမယ်ကွာကိုဂရိပေးပါလေကလေးတို့ပေါ်လိုက်သူတကယ်ကောင်းတယ်မှအမှန်ပြီသို့တော့ကလေးတို့ကိုသူချစ်တယ်မချစ်တယ်ဘူးတော့မသေးကြချင်ထို့နောက်စူဇန်ဒီပလိန်နဲ့လက်ထပ်တော်မြေအကြောင်းကိုဂျင်းအားရှေ့ဥစွာ ပြောပြနေသည်ထို့နောက်ဂျွန်နဲ့မာဇီယာတို့ဟာပြောပြနေသည်စူဇန်ကပလိန်ဟာမင်းတို့ရဲ့အဖေအစ်စ်ပဲဟုဆိုတော့ကား ဂျွန်ကအဖေဟောင်းကိုသူမတ်မိသမျှပြောပြလေသည်မာဇီယာကမူတွင်းနေရမှာဒီလိုဆိုရင်မမီးကိုဘလိတ်ကအချက်ဆုံးဖြစ်တော့မှာပေါ့နော်ကျမနှစ်တော်မမီးကိုသူကချစ်မှလားဟုမေးလေသည်